အဘါရော Oh blending together အမလီတမီးရလေတကယ်ပါဆိုမှသူက Blackpink ရဲ့တချင်းနေသူအကုန်ရတယ်ဆိုနေတာတကယ်တကယ်ကိုရီးယားလို့သူဆိုနေတာကလေးတွေကအဲ့လောက်ထိညီမလေး तू ဒီ Blackpink ရဲ့လွှမ်းမိုးမှုကတော့ကြောက်စရာကြီးသူတို့သားမီးနှစ်ယောက်ကြည့်ရရင်အဆင်ပြေပြီဒါမှကိုကိုတို့လည်းတိလာဟိုကြည့်တော့ကြည့်ချင်တယ်သူတို့ဒါအမှုပညာနဲ့ပတ်သက်ပြီးတော့ဒီလောက်တောင်ကဘာကျော်နေတာပေါ့နော်ဟိုဘလူတွေသူတို့တွေလှုပ်ထားရလဲဆိုတော့လိလာခြင်းပေမဲ့ သမီးဖြစ်နေတဲ့စိတ်ကိုကြည့်ကြတဲ့ဟိုပါတည်မှာသမီးသွားရရင်ဟိုတကယ်ကွာဟဲ့လားအရင်အရင်ထဲမှာကြည်နူးရတယ်ကွာသမီးလေးရလေးတကယ်ဟဲ့လားအဲ့ရာ तू အဲ့တည်င်းတွေ့တဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်ပတ်လောက်က10ရက်လောက်က तू အဲ့ဒီဒီဒီ black pink show ဘန်ကောက်မှာလာမယ်ဆိုတော့ကို့ပြောဟာဒုက္ခပဲလို့အဲ့လိုမျိုးတည်မှာဟိုသွားရင်လည်းတည်လား ဟိုကုန်ကြစရိတ်တွေဘာတွေနဲ့ဟာတဲ့လက်မှတ်ကလည်းကြောက်စရာကြီးကွာဈေးကလည်းဟာဒုက္ခပဲပေါ့နော်အဲ့နဲ့ဒီလိုပဲသူ့ကိုလေးမိမိပြပြထားထားတာအာဖြစ်ရှင်တော့မဟုတ်သူ့ကံပေါ့နော်အဲ့ဒီစန်ကူးက travels and tour ပဲကိုဇာနီကိုဇာနီဝင်းထက်ကလည်းငကိုတွေကရင်းနှီးနေတာပေါ့နော်သူကလည်းဘန်ကောက်ရောက်နေတယ်သူကလည်းငကိုတွေကလည်းပြောတယ်အကိုတို့ဘန်ကောက်ရောက်ရင်ပြောအဲ့လိုလားပြောအဲ့လိုမျိုးပြောထားတာဟိုနော်အဲ့ဒါနဲ့အဲ့လက်မှတ်အကြောင်းလေးမေးကြည့်တာပေါ့ဝယ်ရင်ဘယ်လိုလိုရှိလဲပါဆိုအဲ့ဒါ तू ကသူ့ဘာသူဝယ်ပြီးတော့ present ပေးလိုက်တာအဲ့ဒါနဲ့ဟာကိုဆိုတော်တော်ဝမ်းသာဝါဝါပြီးတော့လဲဟိုဖြစ်ချင်တော့အဲတစောင်းနဲ့ရရင်နည်းနည်းပြဿနာတက်နိုင်တယ်သမီးတစ်ယောက်ထဲကြောက်တော့လဲကိုမလွတ်နိုင်ဘူးပေါ့နော်ဝယ်တာတော့၃ဆောင်ဝယ်တာဝယ်ရခက်တာလဲလဲသိတယ်လူတွေအားလုံးအဲအဲ့ဒီ၁၁၁၂၁၃လားမသိ၃ရက်ရောင်းတယ်အဲဖန်နေကိုရောင်းတာကတစ်ရက်လားမသိဘူးအဲ့ဒီရောပါလိမ့်မယ်ဟုတ်ချင်လဲဟုတ်မယ်ပေါ့နော်တေကြရာက၃ရက်အနည်းဆုံးရောင်းတယ်အဲ့လိုမျိုးရောင်းပြီဆိုရင်မနေ့အဲ့လို၉နာရီဆိုအားလုံး online မှာစောင့်နေတာ အဲ့ပြီခဏလေးကုန်ဝင်သွားတယ်အဲ့ရပြီဆိုပြီးတော့အဲ့ပြီးရင်လည်းမရဘူးအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်သူက passport နဲ့ပဲဝယ်လို့ရတယ်အဲ့လိုမျိုးတွေဆိုတော့ဟာအော်တော်တော်လေးဟိုပါပေါ့ဟိုအကုန်လဲမြန်တယ်ပေါ့အဲကိုဇာနီကလည်းကိုတို့အဲ့လိုမျိုးဟိုပြောထားဘူးတာရှိတယ်သူကတော့သူ travels and do ရှိတယ်အဲအကိုတို့ဘန်ကောက်လာရင်တဲ့ဒီလေရင်လက်မှတ်လေးကို sponsor လုပ်ချင်တယ်တဲ့အဲအဲ့လိုမျိုးလေးပြောထားတာဆိုတော့အဲသူက passport လေးတောင်းထားတယ်တောင်းထားပြီးတော့သူကလည်း surprise လုပ်တာပေါ့နော်အဲ surprise လုပ်ပြီးတော့အဲ့ဒါ အဲဒီဟာလေးကို passport တောင်းပြီးတော့သူက3ဆောင်ပဲတာပဲဒါပေမဲ့2ဆောင်ပဲရတော့သူကတော့ကိုယ်ပြန်တောင်းမှန်နေတယ်မဟုတ်ဘူးလို့အခုကျွန်တော်အရန်ဝမ်းတာတယ်လို့အဓိကသူတို့သားမီးနှစ်ယောက်ကြည့်ရရင်အဆင်ပြေပြီဒီမှာကိုကိုတို့လည်းတိလာဟိုကြည့်တော့ကြည့်ချင်တယ်သူတို့ဒါအမှုပညာနဲ့ပတ်သက်ပြီးတော့ဒီလောက်တောင်ကဘာကျော်နေတာပေါ့နော်ဟိုဘလူတွေသူတို့တွေလှုပ်ထားရလဲဆိုတော့လိလာခြင်းပေမဲ့ သမီးဖြစ်နေတဲ့စိတ်ကိုကြည်ကြတဲ့ဟိုပါတည်မှာသမီးသွားရရင်ဟိုတကယ်ကွာဟဲ့လားအရင်အရင်ထဲမှာကြည်နူးရတယ်ကွာအဲဆိုအကိုဇာနီကိုလည်းပြောပြတယ်အကိုလို့ဒါကိုပို့စ်လေးတင်တာဒါဆန်ကူးပေါ့နော်သူတို့ travel and tour ဒါပထမကြော်ညာပေးထားတာနောက်ထပ်ထပ်ပြီးတော့တောက်လျှောက်ကြော်ညာပေးမယ်လို့ဘာလို့ဆိုတော့အဓိကလေဟိုငွေကြီးတဲ့မေတ္တာရတာကွာတက်လာတကယ်သမီးလေးရပြီးတော့ဝဲရတအားခက်တယ်တက်လာဝဲရတအားခက်တယ်ကဲတဲလေးရေတဲလေးရေဒါလေးဖတ်ကြည့်ပါ ဒါလေးဖတ်ကြည့်ပါမမေထိုင်ဒီဘက်မှာဟုတ်ပြီလားအာဘာလို့ Oh blessing to get အာအဲ့ဒါကိုဖေဖေပြောပြအောင်မယ်အဲ့ဆန်ကူဆန်ကူဆိုရဲ travels and do ကဥဥဥဇာနီရနေပြီးတော့ရအောင်လဲဝယ်ပေးတဲ့အပြင်ဒါတမီးနဲ့မမီနဲ့နှစ်ယောက်ကြည့်ဖို့အတွက်ကိုလဲ present ပေးတာဗျာ ။သူကရှေ့ဆုံးတန်းကဟွာလို့ပြောတယ်ညီမလေး8800ဘတ်9000မဲထားပါတော့။အဲဆိုတော့တစ်ဆောင်12သိန်းနီးပါးလောက်ဖြစ်နေတာပေါ့။ဟောအဲ့လိုမျိုးဆိုတော့အခုကိုဇာနီကဝယ်ပေးလိုက်တဲ့ဟာကလေသူက trip.com နဲ့ရောင်းတာပေါ့။သူက joint ရောင်းနေအဲ့ဒီကုမ္ပဏီကရောင်းတာဆိုတော့သူကအဲဗာလဲ ဟိုတင်မောကြီးပေါ်မှာဒင်နာစားရင်းနဲ့အဲအဲ့ဒီနှစ်ဆောင်မှာတစ်ခါတည်းတွေ့ရပါတယ်အဲ့ဒါအဲ့ဒါဆိုတော့အကိုအတွက်ကိုလည်းကျွန်တော်ထပ်ဝယ်ထားတယ်တဲ့အဲ့ဒါဒင်နာစားဖို့အတွက်ဆိုပြီးဟောအဲ့လိုပါလို့ပေးတာကဲကြည့်ဦးအဒါပေါ်ဒါပေါ်သူတို့တာမီနှစ်ယောက်သွားရင်ကိုနဲ့ကိုစားနေတော့အပြင်မှာနေခဲ့မယ်ပေါ့အမဖြည့်ချက်မဟုတ်ဖြစ်မလားကဲပြောပြပါအဲ့ဒါစိတ်ချရလားဒါတာမီနှစ်ယောက်ဩစိတ်ချတာပေါ့ညီမလေးရဲ့ဒီလောက်သူအရင်အစည်းကမ်းရှိတဲ့နိုင်ငံမဲ့ဟိုအဆင်ပြေတယ် ကအဖချစ်လုံးပါဘာအဖချစ်အဖချစ်ပေါ့အော်ဒါပေမဲ့အဖချစ်ကကျတော့သူ rose ကတယောက်တည်းဆိုတဲ့ဟာလေကိုကကိုဘကကိုကိုတိတဲ့တခြင်းကိုပဲကိုပြောတာလေသူတို့၄ယောက်ကတော့ black pink ကတော့ဒါဆိုခြင်းမဆိုမှာပေါ့နော်အဲ့လိုမျိုးလဲရှိတာပေါ့နော်အမလီသမီးရလေတကယ်ပါဆိုမှသူကအသေးကြတာဗောညီမလေးအသေးကြတာဗောအခုမှဘန်ကောက်ရောက်ဘူးတာမှဒါအဲ့အဲ့ဒီတစ်ခေါက်သွားမယ်ဆိုရင်၃ချိန်မြောက်ပဲရှိသေးတာ哦အဲ့လိုမျိုးလေးဆိုအရန်ဝမ်းတာရတာဗော blackpink ကိုလောက်တောင်ကြိုက်တာအရင်မို့ blackpink ရဲ့တချင်းတွေ तू အကုန်ရတယ်ဆိုနေတာတကယ်တကယ်ကိုရီးယားလို့သူဆိုနေတာကလေးတွေကအဲ့လောက်ထိညီမလေး तू ဒီ blackpink ရဲ့တွမ်းမှုမှုကတော့ကြောက်စရာကြီးကိုတို့လွန်ခဲ့တဲ့နှစ်နှစ်ကကိုတို့ငပလီနှစ်နှစ်ကျော်လောက်ကပါတော့ငပလီသွားသေးတယ်အဲ့တုန်းကလည်းကားပေါ်မှာအဲ့လိုပဲဒီအခုမင်းမဟာသွေးတို့နဲ့ပဲ तू ကားပေါ်မှာဟဲ तू ဆိုနေတာကိုရီးယားလို့အဲ့အဲ့လိုဆိုပြရတယ်တလားအဲ့အဲ့လိုမျိုးကိုတို့အံ့ဩရတာကလေး तू ဘယ်ချိန်နားထောင်ပြီးဘယ်လိုကြိုက်နေရလဲတော့ကိုတို့မသိဘူး အဲသူကအဲ့လောက်ကြီးတော့အဲ့လိုအကတော့မဟုတ်သူတချင်းနားထောင်တယ်သူ့ရဲ့ type ကကြတော့လေငငယ်တော့ကသူဆိုလဲတရုတ်ဆောင်ဝါသနာပါပဲမဲ့သူကကြတော့အခုအသက်ကြီးလာတော့သူကနည်းနည်းဖန်တီးခြင်းတယ် create လုပ်ခြင်းနဲ့အပိုင်းလေးတွေသူကြိုက်တာပေါ့ဘာဖြစ် black pen ကအကိုတို့ရွယ်တော့မဟုတ်တော့ဘူးနော်ဟာတခြားစီဖြစ်သွားပြီလေအခုဒါအခုဒီဒီအခုရမုံမြင့်မြတ်တို့တွေဒါသမီးတို့တွေအရွယ်တွေပဲဖြစ်သွားပြီမလေးကိုလည်းအောက်ကနေခေါ်နေရသူရမလေးကိုဟုတ်အခုလည်းစရစရာမလင်းရှိတော့တာ ညီမလေးရဲ့ဒါအားလုံးသားသမီးရှိတဲ့မိဘတိုင်းသိပါတယ်ဟိုတကယ်ကိုတို့တွေရဲ့အရာရာပါပဲဟိုသားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်ကိုတို့အတွက်ကတော့သမီးလေးပေါ့နော်လူကျင်တာလေးကိုရအောင်လုပ်ပေးတယ်ဖြည့်ဆည်းပေးတယ်အဲ့မဲ့သမီးလေးကလည်းတိတတ်ပါတယ်တကယ်တမ်းဟာသမီးရေဖေဖေတို့တော့မပြနိုင်သေးဘူးမကြည့်နဲ့အောင်ဆိုလဲသူလက်ခံမှာလက်ခံမှာဒါပေမဲ့သူကြည့်ချင်တဲ့ဟာအရာတခုကိုကိုကလည်းအဲ့လိုပေါ့သူ့ကိုဂရိမပေးသေးဘူး ကိုဇာနီနဲ့အဲ့လိုပဲစဉ်းစားရင်းနဲ့စုံစမ်းနေတဲ့အချိန်မှာကိုဇာနီကလည်းတကယ်ကို surprise တိုက်လိုက်တာတကယ်ကိုအရန်အံ့ဩရတယ်သူကလည်းအဲ့လိုပဲ post တင်တဲ့အချိန်မှာလည်းအဲ့လိုပဲအကိုကျေးဇူးအရန်တင်တာသူကအဲ့လိုအပြန်လန်နေကျေးဇူးတွေတင်နေကြပါတော့အရန်ဝမ်းသာအဲ့ဒီအဲ့ဒီရောက်ရင်လည်းသူကအကုန်လုံး like ကြိုရာပို့တာတွေလည်းသူအကုန်လုံးလုပ်ပေးမှာ hotel booking ကအစအကုန်လုပ်ပေးထားတယ်အဲ့လိုကြီး တကယ်တကယ်အရင်ကြီးပြည့်စုံသွားတာကွာတကယ်ပါပါသမီးရဲ့ဆန္ဒလည်းပြည့်သွားတယ်ကိုလည်းကောင်းကြံမှုဟုတ်ပါဟုတ်ပါအံ့ဩစရာကြီးအဲ့လိုပြောတကယ်ဂျေဆုယန်းတင်ပါတယ်ကိုစားမျိုးဟော